ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာတို့ရဲ့ဆန္ဒလရသည့်ပွဲတော်တွေကတခုဖြစ်တဲ့တကြံပွဲတော်ကြောင်းကိုပြောပြပေးသွားခြင်းပါတယ်တကြံဆိုရဲ့ဝေါ်ဟာရကတော့သင်္ကန်တခေါ်ပါဠိဘာသာသင်္ကန်တခေါ်တက္ကဋဘာသာအုံးမှဆင်းသက်လာရဲ့ဝေါ်ဟာရဖြစ်ပါတယ်သင်္ကန်တသင်္ကန်တဆိုတာကတော့ကိုးပြောင်းခြင်းဆိုရဲ့အဓိပ္ပာယ်ရပါတယ်မြမယိုရာနှစ်တွေကိုရည်တွက်တဲ့နေရာမှာ တပေါင်းလအချိန်ခါမှာမြန်မာနှစ်တစ်နှစ်ကကုံဆုံးပြီးတော့တကူးလမှာနှစ်သိကြုံရတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်တကူးလဖြစ်တဲ့တကြံပွဲတော်ကျင်းပရာကာလကိုနှစ်တကူးကာလလို့ခေါ်ရတာဖြစ်ပါတယ်။ဒီလိုနှစ်မျိုးမှာဆိုရင်နိုရသီရဲ့အပူတံကိုတကြံရည်နဲ့အေးမြစေပါတယ်။နှစ်ဟောင်းကအညစ်အကြေးတွေကိုတကြံရည်နဲ့စေကြောတက်လွင်တောက်ပတန့်စင်လာစေပါတယ်။ဒီလိုနဲ့ပဲမိသည့်အရာကူးပြောင်းတာကိုဇလန်းရှာတဲ့အခါမှာတော့မူခဲဇလန်းနေနဲ့ နှမျိုးကိုတွေးရှိရပါတယ်။ပထမဇလန်ကတော့ဟိန္ဒူအယူဝါဒကနေဆင်းသက်လာတဲ့ဇလန်ပဲဖြစ်ပါတယ်။ဇလန်ကတော့တရားမင်းနဲ့မြန်မာမင်းကြီးတို့ကအငင်းပွားရမှာတရားမင်းကအနိုင်ရရှိခဲ့ရာကြောင့်မြန်မာကြီးရဲ့အူကောင်းကိုရရှိခဲ့ပါတယ်။ဒါပေမဲ့လည်းမြန်မာမင်းကအင်မတန်တဟိုးကြီးလှတာကြောင့်အကယ်၍သာဒီကောင်းကြီးကိုပင်လဲပစ်ချလိုက်မှဆိုရင်ရေခမ်းမှာဖြစ်ပြီးတော့မြေကြီးမှာထားမယ်ဆိုရင်တော့မီးလောင်ပျက်စီးသွားမှာဖြစ်ပါတယ်။လေထဲကိုပြပြရင်လည်း သူတို့ဟာအလုံးမီးလောင်ကြမှာဖြစ်တာကြောင့်တရားမင်းကဘယ်နေရာမှမမထားလို့ပဲနဲ့လက်ထဲမှာသာဂိုင်ထားရပါတယ်။နောက်ပိုင်းမှာတော့တကိုးကြီးမလှရဲ့နတ်မင်းတွေကိုတာဝန်လွှဲယူစေပြီးတနည်းမှာနတ်မင်းတစ်ပါးကဥကောင်းကြီးကိုထိမ့်သိမ်းထားဖို့အတွက်အမိန်ပေးခဲ့ပါတယ်။ဒီလိုမျိုးဥကောင်းကြီးကိုနတ်မင်းတစ်ပါးကနေတပါးရဲ့လက်ထဲကိုလွှဲမဲ့အချိန်အတိကျကိုပုံနှားရာတွက်ချက်ဖော်ထုတ်ကြပြီးရနောက်မှာတော့အဲ့ဒီအကူပြောင်းကာလကိုသင်္ကန်တခေါ်သင်္ကန်တ ်တင်းကြံခါလို့ခေါ်ဆိုကြပါတယ်။ဒါအပြင်ဒီကာလကိုနှစ်တစ်နှစ်ပြည့်တဲ့နှစ်တကူကာလလို့လည်းသတ်မှတ်ပါတယ်။ဒီလိုကာလမျိုးမှာတရားမင်းကလူပြည်မှာကောင်းမှုကုသိုလ်ထွန်းကားဖို့အတွက်နဲ့ဗုဒ္ဓသာသနာ ပြန်ပွားရေးအတွက်ကိုဆောင်ရွက်လေးရှိပါတယ်။မကောင်းသူပဲကောင်းသူကယ်ဖို့အတွက်လည်းမှတ်တမ်းမှတ်ရာတွေကိုတေချာစွာမှတ်သားသွားရလို့လည်းသိရပါတယ်။ကောင်းတဲ့လူတွေကိုတော့ရွှေပေလွှာမှာရေးမှတ်ပြီးတော့မကောင်းတဲ့သူတွေကိုတော့ခွေးတရေမှာရေးမှတ်ပါတယ် ဒီနေရာမှာဖြည့်ဆွယ်ပြီးပြောလိုတာကတော့တေကန်နီစိခန္ဓာ၅ပါးချုပ်ပုံအကုသိုလ်သဘောနဲ့ငရဲယမမင်းစတဲ့အကြောင်းတွေကိုဖျားရှင်ကအဘိနာတုံမှာဟောကြားခဲ့တာဖြစ်တာကြောင့်ထို့တို့ရေးမှတ်တယ်ဆိုတာလည်းဘလို့မှအကျိုးကြောင်းမရှိပဲနဲ့တရားမင်းဟာအရေးမပါပဲတရဝတိုင်းဟာမိမိလူရဲ့ကိုမိမိခံရမှာသာဖြစ်ပါတယ်။ဒါအပြင်ဖျားရှင်လက်ထက်မှာလည်းနတ်တရားတွေကတရားနာလာလို့ရဲ့ခါမှာ ညတကောင်ကျော်လူသူကင်းရှင်းတဲ့အချိန်မှသာ လာလေးရှိရဲဆိုရဲတာတကားကြီးရှိပါတယ်မင်္ဂလာတုံးတက္ကပညာတုံးအာနာပါနာတုံးစတဲ့တရားတော်တွေဟာလည်းညအချိန်မှဟောကြားခဲ့တဲ့တရားတော်တွေဖြစ်ကြပါတယ်ဒီလိုမျိုးနှစ်တရားတွေကတရားနာတဲ့အချိန်မှတော့ညအချိန်မှပဲလာတဲ့အကြောင်းရင်းကတော့လူတွေရဲ့ဝမ်းတွေကအစာဟောင်းအိပ်ရဲ့အနံ့ကိုမခံနိုင်တာကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ် ။ဒါကြောင့်တကြံကာလမှာတကြမင်းကလူပြည်ကိုဆင်းလာတယ်ဆိုတဲ့အဆိုဟာဗုဒ္ဓဘာသာအရတော့မဖြစ်နိုင်ပါဘူး။မိသူပင် ဆိုစေကမူလည်းပဲအထက်ပါဇလန်းမှာတော့တကြမင်းဆင်းလာသည့်အချိန်ပင် ရေလောင်းခြင်းအမှုကမပါဝင်သေးပါဘူး။အောက်ပိုင်းကာလများမှသာနှစ်သက်ကိုအေးချမ်းစွာကြိုဆိုးရဲ့သဘောနဲ့ရေပတ်ခြင်းရေလောင်းခြင်းစသဖြင့်ကစားလာကြရပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲကာလရှည်ကြလာတဲ့အခါမှာတော့တကြံတကြမင်းနဲ့ ရေပချင်းစတဲ့ဇလန်းတွေကတသားတည်းဖြစ်လာကြပါတော့တယ်ဒီလိုနဲ့ပဲတကြားမင်းဟာအကြအနေမှာ လူပီကိုဆင်းနေအတက်နေမှာ လူပီကပြန်နေစသဖြင့်စသဖြင့်ဆင်ပွားဇလန်းတွေများစွာပေါ်ထွက်လာရတာပဲဖြစ်ပါတယ်တကြံနဲ့ပတ်သက်တဲ့ဒုတိယမြောက်ဇလန်းကတော့နေနဲ့ကဘာလှည့်ပတ်ရမှာ ဖြစ်ပေါ်လာတဲ့တမိုင်းကြောင်းပဲဖြစ်ပါတယ်ဒီဇလန်းကြောင်းကတော့ဗုဒ္ဓဝင်ကျမ်းနေဘေးရင်ပညာရည်တွေနဲ့ဆက်ဆက်ပါတယ် ကဘာယာနေကိုလှည့်ပတ်တဲ့အချင်းအရာကိုမိတ္တရာတီကနေစတင်ကြည့်လိုက်တဲ့အခါမှာ ပိတ်တမေထုံမင်းရတီကိုရောက်တဲ့အခါမှာတော့သူရရဲ့တိတ်တန်တာကျန်ရ365ရက်6နာရီ7မိနစ်38စက္ကန့်ပြည့်ကတနင်္ဂနွေရဝိဖူရဂျိုစင်မှ မိတ္တရာတီအစတုံညအတင်တာကိုဝင်တယ်လို့သတ်မှတ်ပြီးရနှစ်ဟောင်းကုံဆုံးက နှစ်တကူကူးပြောင်းရောက်ရှိရလို့ဆိုကြပါတယ် ဒီလိုကာလာမျိုးကိုတကြံကြရလို့သတ်မှတ်ကြပါတယ်။ဒါအမှန်လည်းပဲနှစ်တကို အမှန်တကယ်ကူးတဲ့အချိန်ဟာနောက်ထပ်2ရက်4နာရီ4မိနစ်နဲ့40စက္ကန့်ကြာမှာဖြစ်ပါတယ်။ဒီလိုမျိုးနေသွားလန်းကို12ရာသီဝင်နဲ့ညှိနှိုင်းတွက်ချက်ပြီးတော့လက်ပြက်ကြရင်တုံးမြန်မာတို့အတွက်တကူးလာအတွင်းမှာတကြံကြရောက်ပါတယ်။တဘာဝကြရဲ့အရာတစ်ခုကတော့တကူးဆိုတဲ့ဝေါ်ဟာရာဟာတာကူးကနေစဉ်သက်လာဖြစ်ပြီး တနင်းကနွေဝီဖူဒါကြိုစင်ကနေပြီးတော့မိတ္တရာတီကိုကူးပြောင်းတာကိုရည်ရွယ်ပြီးတော့ရှေးမြင်မာပညာရှိတို့ကတတ်မှတ်မိပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်ယူဆပုံတစ်မျိုးကတော့တန်ဝါရမ်းမှာထန်းဖြစ်၍ခူးမှာခူးဆွတ်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ထန်းသည်ခူးသောလဟု၍လည်းအဓိပ္ပာယ်ရပါတယ်။ဗုဒ္ဓကျမ်းဂန်တွေရတော့အဲ့ဒီကာလမှာဖျားရှင်ရဲ့မေတော်ဘက်ကအမျိုးသမီးရဲ့ရှိရဲ့ဒေဝဒဟပြီကမင်းသားမင်းသမီးတွေ ရေကစားကြတဲ့ကာလဖြစ်တယ်လို့လဲဆိုကြပါတယ်။ဒေဝဆိုရဲ့အတိတ်ပဲဟာနတ်ဆိုတာမကပဲမင်းသားမင်းသမီးလို့လဲအတိတ်ပဲရပါသေးတယ်။ဖျားရှင်လက်ထက်တော်မတိုင်မီကပဲဒီလိုပူပြင်းတဲ့မင်းရသည်ကနေမိသားရသည်ကိုကူးပြောင်းမှာရေကစားလေးရှိရလို့ဆိုကြပါတယ်။ဒီဇလန်းမှာတော့တခြားမင်းနဲ့ပတ်သက်တာလလမမပါတော့ပဲဗုဒ္ဓဝင်တဲ့ဘေးရင်ကိုညှိနှိုင်းပြီးရေကစားကြရင်သာဖြစ်ပါတယ်။မြမောင်းနဲ့ယဉ်ကျေးမှုတွေစင်တူလာတယ်။ထိုင် လာအိုကမ္ဘောဒီးယားတို့မှာတော့ဘလိုမျိုးအဆင်လာမျိုးရှိတာကိုမသိရပါဘူးအမီနာမအဖင်ကတော့ထိုင်းမှာဆောင်ခရန်လာအိုမှာပီမိုင်ကမ္ဘောဒီးယားမှာချန်းချနန်ထင်မိုင်စသဖြင့်အသီးသီးခေါ်ဝေါ်ကြပါတယ်တကြံခေါ်တင်းကြံတကြံဟာတင်ကန်တလို့ခေါ်တဲ့ပါဏိပုတ်ကနေလာတဲ့တက္ကတရာရက်တန်တဲ့တူတင်းကြံဆိုတဲ့မြန်မာစကား ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။သင်္ကန်တရဲ့အထိပ္ပယ်ကတော့အထက်မှာပြောခဲ့ပြီးတဲ့အတိုင်းပဲကူပြောင်းခြင်းတဏျာမတဏျာသို့ရောက်ရှိခြင်းပဲဖြစ်ပါတယ်။မြမလူမျိုးတို့ရဲ့ကျင်းပမြဲဖြစ်တဲ့ဆန္ဒလရာသီပွဲတော်တွေမှာတော့တကြံရည်တပင်ပွဲတော်ကအလွန်အင်မတန်စီကားတဲ့အမျိုးသားပွဲတော်ကြီးဖြစ်ပါတယ်။တကြံရည်တပင်ပွဲတော်ဟာမိသီလူမျိုးတို့ရာနေစဉ်သက်လာသည်။အဘယ်ကြောင့်တကြံကြခြင်းတချင်းဖြစ်ပေါ်လာသည်။ စတဲ့အချက်လက်တွေကိုဖြည့်ဆို့ပါတော့သူရိယတိတ်တန်တာကျန်တန်ဒိဋ္ဌာကျန်စတဲ့ဘေးရင်တွေ့ရိုးကျန်တွေကိုလေ့လာရန်လိုအပ်ပါတယ်မြန်မာနိုင်ငံမှာအဓိကကိုးကွယ်တဲ့ဗုဒ္ဓအီဝါဒနဲ့တခြားသောယဉ်ကျေးမှုဓလေ့ထုံးစံတွေကလည်းဟိန္ဒူယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ရောထွေးကမြန်မာနိုင်ငံဘက်သို့ရောက်ရှိလာခဲ့ကြရလို့ထင်ရပါတယ်ဒီနေရာမှာဘေးရင်ပညာရှိပုံနာတွေကမြန်မာပြည်နေလက်အောက်မှာဝင်ရောက်အမှုထမ်းပြီးတော့တကြံတွေ့ရိုးကျန် ဝေရင်ကကျန်အတိတိတကျန်ဆက်သဖြင့်မဟာတကျန်စာရေးထုတ်လုပ်ခါစီးပွားရှာခဲ့ကြပါတယ်။တင်းကျန်တက်ကရစ်စရဲ့အကြောင်းရင်းနဲ့လည်းဆက်လျင်းပြီးတကြားမင်းနဲ့ပြမာမင်းတို့အချင်းဖြစ်ပွားပြီးတော့ကဝါလမိုင်းဆရာထံအဆုံးဖြတ်ဝင်တဲ့အခါမှာပြမာမင်းရှုံးတာကြောင့်တကြားမင်းကပြမာမင်းရဲ့ဦးခေါင်းကိုဖြတ်ပြီးတော့နတ်သမီးခွနဖုံအလှည့်ကြကန်ဆောင်စီပြီးစတဲ့အကြောင်းအရာတွေပါရှိရဲ့တကြံသမိုင်းတွေကို ဂျပန်ပြုတ်လုခဲ့တဲ့အပြင်တက်ဂရစ်ကိုတီးပြီးခုနှစ်ခုနဲ့စား၈ခုစား၁ခုစားစတဲ့တကြံဟော့ကိန်းတွေကိုလည်းတီထွင်ခဲ့ကြပါတယ်။ဖျားပိရိကတ်တော်တွေမှာတော့တကြံကြခြင်းတက်ခြင်းစတဲ့အကြောင်းအရာတွေမပါဝင်ပါဘူး။တရင်ကျူတစောင်းမုံစတဲ့အလိုက်မှာကျင်းပလေးရှိရဲ့နက္ခတ်တပင်ပွဲတော်ရဲ့အကြောင်းသာဖော်ပြထားပါတယ်။ကပောက်မှာရှိရဲ့လူမျိုးစုမျိုးစုံဟာမိမိတို့ရဲ့ဒလေထုံးနှန်းစင်လာတွေရနှစ်ဆန်းတရက်နေ့တွေကိုတတ်မှတ်ရမှာပါ။ သိုးဆောင်လူမျိုးတွေနဲ့၎င်းတို့ရဲ့ယူဝါဒကိုကျင့်သုံးတဲ့လူမျိုးတွေကတော့ဇန်နဝါရီလ1ရက်နေ့ကနှစ်ဆန်း1ရက်နေ့ဖြစ်ပြီးဒီဇင်ဘာလ31ရက်ညတကောင်မတိုင်မီခါကနှစ်သက်9ရက်ကိုကြိုပြီးတော့ပျော်ဝဲရှင်ပွဲကျင်းပကြပါတယ်။တချို့ကလည်းဖះเจ้าတွေမှာနှစ်ခုအချိန်ခါအတွက်စူတောင်းမြတ်တာရေးပို့တာကြပါတယ်။ဒီလိုမျိုးသကြံမျိုးကိုသိုးဆောင်နှစ်ခုသကြံလို့ခေါ်ဆိုနိုင်ပါတယ်။တရုတ်လူမျိုးတွေကလည်းသူတို့ရဲ့နှစ်ခုပွဲတော့ ဖေဖော်ဝါရီလအတွင်းမှာအကြီးအကျယ်ကျင်းပသလိုမျိုးပဲဟိန္ဒူဘင်္ဂါလီစတဲ့လူမျိုးတွေကလည်းမတ်လအတွင်းမှာမိမိလူမျိုးချင်းချင်းစေးနေရည်နဲ့မြစ်တာရည်စင်တွေလောင်းစားကြပြီးတော့နှစ်ကူးပွဲတော်တွေကိုပျော်ရွှင်စွာကျင်းပကြပါတယ်မြန်မာလူမျိုးတွေရဲ့နှစ်ကူးသကြံပွဲမှာလည်းဟိန္ဒူရေဝါဒဆင်းသက်လာတဲ့ဒလေအတိုင်းရှေးရခင်ကာလလိုပဲမိဘဆရာသမားတွေနဲ့တကြီးဝါကြီးတွေကိုတနခါနဲ့တာရည် တပြေကကလေးနဲ့ကတော့ကြရဲ့အလေးထားရှိခဲ့ပါတယ်။ဒီလိုနဲ့တဦးနဲ့တဦးတဖွဲ့နဲ့တဖွဲ့အလွန်ကျူးအပြန်လန်ရေကစားမှုတွေအကစားစိတ်တဲ့သဘောနဲ့ပြန်ဆိုင်စကနိုင်တန်ချက်တွေပြပွဲရှင်ပွဲတဖွဲ့စစ်နှမ်းမှုတွေဖြစ်လာခဲ့ပါတယ်။ပကံခေနရပ်တီဟာပတိမင်းလက်ထက်မိဖုရားစောလုံးနဲ့ရေဘက်ကစားကြရဲ့အချိန်မှာဘရင်ကအကြည်စားလုံလာကြောင်းစောလုံးစိတ်ဆိုးပြီးဘရင်ကိုတေချောင်းကျန်တဲ့တော်ကြောင် စောတုံကိုမျက်ခံရတဲ့စတဲ့အဖြစ်ပြက်အရာတကြံရေကစားရဲ့အလေးထားပကန်းခက်ကပင် ရှိခဲ့ဖြစ်တယ်လို့မှတ်ယူနိုင်ပါတယ်။အဒါစကြံတကြံကနေနောက်တကြံအထိကာလာတော့တနှစ်တာပိုင်းခြားကာလာဖြစ်တယ်လို့သတ်မှတ်နိုင်ပါတယ်။စကြဝဠာတွင်မှရှိရဲ့ဂျိုနက်ခတ်တာယာတွေကလည်းတူရိယနေမင်းကိုဗဟုပြုပြီးလှဲ့လေသွားလာတဲ့အခါမှာတပတ်မြောက်တဲ့ကာလာကိုတော့တနှစ်တာပိုင်းခြားကာလာလို့ပြောဆိုနိုင်ပါတယ်။ယင်းပိုင်းခြားကာလာကတော့ 365ရက်6နာရီ12မိနစ်နဲ့38စက္ကန့်ပဲဖြစ်ပါတယ်။အနောက်နိုင်ငံရဲ့ခေတ်သစ်နက္ခတ်ပညာကျန်းနေရတော့ရာသီနှစ်တစ်နှစ်မှာ365ရက်9နာရီ49မိနစ်နဲ့46စက္ကန့်ဖြစ်တယ်လို့သိရပါတယ်။ဒီလိုမျိုးလှည့်လည်တဲ့ချိန်မှာနေသွားလန်းဆက်ဝိုင်းမှာရာသီ12ပိုင်းပိုင်ချပြီးပထမမိတ်တရာသီအစတုံညာအန်တာသီအတဝဏီနက္ခတ်နဲ့ တနင်္ဂနွေဝီဖူရာဂျို ရှင်တဲ့အချိန်မှာအရာသဂျန်ကြရောက်ပါလေအိန္ဒိယလူမျိုးတွေကတော့အဲ့ဒီအချိန်ကနေစပြီးတော့နှစ်သက်ဆန်းခြင်းကိုယူပါလေသဂျန်အတွက်ပုံတွင်နေနေတယ်1962ခုနှစ်ဧပြီလ13ရက်သဂျန်ကြရက်14ရက်သဂျန်ကြက်ရက်15ရက်16ရက်သဂျန်တက်ရက်မြန်မာဘီရင်ကျန်းနေမှာတော့တနင်္ဂနွေဂျိုဟာတနှစ်တစ်ကြိမ်မိသားရာသီကိုဝင်တဲ့ခါမှာ မိသားတကြံလို့ခေါ်ပါတယ်။တကြံနဲ့ပတ်သက်တဲ့တမန်ချက်လက်တွေမိမြပင်ကွဲပြားစေကမူလက်ရှိချိန်မှာတော့ဗရောက်ပန်းနေပွင့်တဲ့တကူးလာမှာကျင်းပတဲ့အတာတကြံရေသပင်ပွဲတို့မြန်မာနိုင်ငံမှာအစည်းအကားလုံးနဲ့အကြီးကျယ်ခမ်းနားဆုံးမြန်မာနှစ်တကူပွဲတော်ဖြစ်နှစ်ဆင်ကျင်းပလျက်ရှိပါတယ်။မန်းနဲ့တွေမှာတကြံရင်းနေလှပြူပြူရင်နဲ့စီဝါညီစွာလှလှပပကပြဖြော်ပြကြပါတယ်။ မုံလုံးကြီးပေါ်ကျွေးချင်းအလေးထားကလည်းကြေးလက်မျိုးပြမကျန်ကျင့်သုံးလက်ရှိပါတယ်။မုံလုံးကြီးပေါ်ထဲမှာအစာသွတ်ထည့်ဖို့အတွက်ထညာခဲအစာငရုတ်သီးတောင်တွေထည့်သွင်းပြီးစားကျင်စပွဲမုံလုံးကြီးပေါ်ထဲမှာ ရောနှောကျွေးမွေးတဲ့ဒလိဟာလည်းချစ်စရာလေးထားတစ်ခုဖြစ်ပါတယ်။ရေရခင်ကာလာရီကတော့တပြေခန့်နဲ့ငွေဖလားကိုအသုံးပြုပြီးရေကစားကြရလို့အဆိုရှိခဲ့ပေမဲ့ယနေ့ခါမှာတော့ရေတနက်ရေပိုက်တွေကိုအသုံးပြုပြီးရော အတာတကြံရေသပင်ပွဲတော်ကိုခင်းနဲ့အညီမနက်တီတိဆောက်ပြီးကြီးကျယ်ခမ်းနားစွာကျင်းပဆင်လျင်လျက်ရှိကြပါလေ။တကြီးဝကြီးသူတွေနဲ့တချို့သောပုဂ္ဂိုလ်တွေကတော့ကြံကာလအတွင်းမှာဥပုပ်တီလာစောက်တည်ပြီးတော့တရားဘာဝနာပွားများသူတွေရှိသလိုပဲရေကစားသူတွေကလည်းရေကစားသူတွေလျောက်ရေပက်ခံသူရေလောင်းရေပက်သူများနဲ့စီကားလှပါတယ်ကိုလေးလက်ဝင် မပေါ်မပါအမျိုးသမီးရင်းနဲ့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်း ဘာသာရေးပုဂ္ဂိုလ်တွေဖုန်ကြီးယဟန်တိလရှင်ဥပုပ်တဲ့စားတဲ့ပုဂ္ဂိုလ်တွေကိုရေပတ်ချင်းကနေရှောင်ကျင်ကြတဲ့ချစ်စရာကောင်းတဲ့လေးထားဟာလဲလက်ရှိအချိန်အတာတကြံကာလရဲ့ကျင်းပပုံတွေပဲဖြစ်ကြပါတယ်ဒီနေ့တင်ဆက်ပေးသွားတာကတော့ကျွန်တော်တို့ရဲ့မကြခင် ကြောက်ရွံ့လာတော့မဲ့တကြံပွဲတော်ကိုဂုံပြူရဲ့အနေနဲ့တကြံပွဲတော်ရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားပါပဲဖြစ်ပါတယ် နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးနဲ့ account လေးကိုပါနှိပ်ထားပေးခဲ့ဖို့မိတ်ဆွေတို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ထပ်နောက်ထပ်ဗီဒီယိုမှာတော့ဒီထက်ပုံမကောင်းမွန်တဲ့အကြောင်းအရာတွေကိုတင်ဆက်ဖို့ကြိုးစားသွားပါမယ်လို့ပြောကြရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်ပြီးပြည့်သက်တို့ကိုနှုတ်ဆက်လိုက်